အရက်ဖတ်အဖွဲ့အစည်းတွေလူမှုအချို့ပြု project များဆောင်ရွက်ရမှာအမျှော်လင့်တဲ့အန္တရာယ်တွေပြဿနာတွေပေါ်လာနိုင်ပါတယ်ဒီလိုချုပ်တင်ခံမှန်းလို့မရတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲ re assessment and medication planning နည်းလမ်းအသုံးပြုပြီးဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုချုပ်တင်စဉ်းစားထားခြင်းဖြင့်ကာကွယ်ဖြေရှင်းနိုင်ပါတယ်ဖွဲ့စည်းတွင် rest တင်ဖို့ဆိုရင်အဆင့်၃ဆင့်ဖြတ်ရပါတယ်ပထမအဆင့်အနေနဲ့အန္တရာယ်ဖြစ်နိုင်ခြင်းများကိုဖော်ထုတ်ခြင်း ဒုတိယအဆင့်အနေနဲ့အန္တရာယ်ဖြစ်နိုင်ခြင်းများအားအကဲဖြတ်ခြင်းတတိယအဆင့်အနေနဲ့အန္တရာယ်ဖြစ်နိုင်ခြင်းများအားလျှော့ချခြင်းစတဲ့အဆင့်တွေပဲဖြစ်ပါတယ် brand နဲ့ပတ်သက်ပြီးအခြေခံနားလည်မှုမှာနေတကယ်သုံးချနိုင်တဲ့အထိလေးလာလို့သူများအတွက် CSO Academy မှာ re assessment and medication တင်တာဖွင့်လှစ်ထားပါတယ်သင်ခန်းစာတွေကိုလေ့လာတဲ့အခါ pre assessment ပို့ assessment မိခွန်းတွေကိုပြင်ဆိုပြီးမိမိသင်ကြားခဲ့တာတွေကိုလေ့လာဆန်းစစ်နိုင်သလိုသင်ခန်းစာတွေပြီးမြအောင်တက်ရောက်ပြီးရင်တော့ ်ဆီယက်ဆိုအကယ်ဒမီကပေးရတဲ့စာတပေးကိုပါရရှိပါကဲဒါဆိုဆီယက်ဆိုအကယ်ဒမီမှာစာရင်းပေးသွင်းပြီးသင်ခန်းစာတွေကိုပဲလေ့လာလိုက်ရအောင်